ကောတူလီဒေတာကရင်ပြည်အတွင်းမှာရှိတဲ့ကျောင်းဆရာဆရာမတွေရဲ့ပညာရေးလုပ်ငန်းတွေဆက်လုပ်ကင်နိုင်ဖို့အတွက်နှစ်စဉ်ထောက်ပံ့ကြေးရန်ပုံငွေအရေးပေါ်လိုအပ်နေတယ်လို့ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန KECD နဲ့ကရင်ဆရာဆရာမများအသင်း KTWG တို့ကတောင်းဆိုလိုက်ကြပါတယ်2025 26ပြည်ညာသင်နှစ်မှာဆရာဆရာမအယောက်တထောင်ကျော်အတွက်ထိုင်းပတ်ငွေတယောက်ကိုဘတ်တထောင်2ထောင်ပံ့ပိုးပေးဖို့ရည်ရွယ်ထားကြပေမဲ့လက်ရှိမှာတော့ရန်ပုံငွေဟာ59ရာခိုင်နှုန်းပဲရထားတာဖြစ်ပါတယ်47ရာခိုင်နှုန်းကအရေးပေါ်လိုအပ်နေတယ်လို့ KTWG ရဲ့အော်တိုဘာလ20ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ်ဒီလိုမျိုးရန်ပုံငွေမလုံလောက်တာဟာဆိုရင်စီးပွားရေးမတည် ငြိမ်မှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေကြောင့်ဆရာဆရာမတွေရဲ့မိသားစုတွေအထွတ်ဝန်ထုပ်ဝန်ပိုးတွေပို့ပြီးတော့များလာစေတယ်လို့ KTWG ကထောက်ပြပါတယ်။ကျောင်းဆရာအာဆော့ဆဲဝါကလည်း drone တွေပြန်တန်းနေတာနောက်ပြီးတော့စစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကျောင်းရုံစိတ်တွေစာမတင်ရဲတော့ပဲနဲ့အာဒီကျောင်းရုံစိတ်တွေကြောင့်ပေါ့လေအတိကတော့စာမတင်ရဲတော့ပဲနဲ့တောတောင်တွေထဲမှာတင်ကြားနေရတာမျိုးပုန်းခုနေရတာမျိုးအာခိုလုံဖို့အတွက်မြေကျင်းတွေဒီကထုပ်ကျင်းတွေတူးရ တာမျိုးတွေလုပ်နေကြရတယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကနေရရှိလာတဲ့နှစ်စဉ်ထောက်ပံ့ခြင်းဟာမိသားစုအတွက်အစားအသောက်အဝတ်အစားအာကျန်းမာရေးပေါ့လေ။ပြောရမယ်ဆိုလို့ရှိရင်စားဝတ်နေထိုင်ရေးအတွက်အခြေခံလိုအပ်ချက်တွေကိုတစုံတရာဖြည့်ဆည်းပေးနိုင်တာဖြစ်လို့စားတင်ကြရေးပေါ်မှာစိတ်အားထက်သန်မှုကိုတိုးမြင့်ပေးတယ်လို့ဆိုပါတယ်။ဆရာဆရာမတယောက်ချင်းစီအတွက်ပံ့ပိုးကူညီနိုင်ပြီးဆရာဆရာမတွေဒီစိတ်ဖြည့်ဆည်းမှုမရှိဘဲနဲ့ပညာရေးကိုဆက်လုပ်နိုင် င်ဖို့အတွက်အရေးပေါ်လိုအပ်နေတဲ့ရန်ပုံငွေကိုဝိုင်းဝန်းပြီးတော့ကူညီပေးကြဖို့ KECD နဲ့ KTWG တို့ကတိုက်တွန်းတောင်းဆိုထားပါတယ်။